တရုတ်စီမံကိရိယာတရှိရာရခိုင်ပြည်ကြောက်ဖြူမြို့နယ်မှာစစ်ကောက်စီနဲ့အရခတ်တက်တော်အေတို့တိုက်ပွဲတွေဖြစ်ပွားနေတာခဏလကျော်ကြာမြင့်လာပြီးဖြစ်ပါတယ်။ကြောက်ဖြူမြို့လင်းမိုက်ခန့်အကွာတညောက်တွေရေတပ်ဌာနလျှောက်အနင်းပြီးခဲ့တဲ့ဖေဖော်ဝါရီ20ရက်နေ့ကစတင်ခဲ့တဲ့တိုက်ပွဲတွေဟာအခုအချိန်မှာတော့မြို့ရဲ့တောက်ဖက်နဲ့အနောက်ဖက်နေရာနှံ့အထိတိုက်ပွဲ area ကျေပြန့်လာနေတာပါ။စက်တဘာ29ရက်နေ့ကစစ်ကောက်စီဘက်ကထိုးစစ်ဆင်လာတာကြောင့်ဂိုတူကျေးရွာအနီးတစ်ဝိုက်တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်တမ်းဖိုးတွေကလည်းလက်နက်ကြီးတွေနဲ့ပြက်ခတ်မှုတွေရှိခဲ့တယ်လို့သိရပါဗျ။ကလဘာမလာကျွမ်းမန်တက်တော်ကန်တင်းနှမ်းဖြစ်တော်ပြတဲ့ကြက်တင်တဖန်းခါစတဲ့ကြေးရွာအနည်းတွေမှာစက်တမ်ဘာလတတိယပတ်အတွင်းတိုက်ပွဲတွေပြန်ထန်ခဲ့ပါဗျ။စစ်ကောက်စီဟာပြီးခဲ့တဲ့ဇွန်လ3ပိုက်ကစလို့ဒညောက်တွေရေတပ်ဌာနချုပ်အမှတ်32ရဲ့ရဲတရန်နဲ့တရုတ်တံငွေတန်းဆန်ဆက်ယုံ OGD ဖက်ကနေစစ်ကြောတွေဖြန့်ကျက်ပြီးတော့ထိုးစိတ်ဆန်နေတာပါ။ဒညောက်တွေရေတပ်ဌာနချုပ်မှာတန်စင်းမြေကမ်းခြေဖက်အနည်းမှာတည်ရှိပြီးတော့ အလားတူမလကျန်းကျေးရွာမှာဘင်္ဂလားပန်လိုအဖက်ကမ်းရှိအနေမှာတည်ရှိကဟိုဘက်ဒီဘက်ကုန်းမြေအဆုံဖြစ်ပါတယ်။အဲ့ဒီနေရာကခုဟာစစ်သုံးမိုင်ကျော်အကွာဝဲရှိပြီးတော့အလေမှာအမှတ်30နဲ့ရစ်တရန်ကလဘာမင်တက်တောင်နှမ်းဖက်တော်ကန်တင်းပြားတဲကက်တပြေကျက်တင်တဖန်ခါစေမောစတဲ့ကျေးရွာတွေရှိကအဲ့ဒီနေရာတဝိုက်မှာတိုက်ပွဲတွေရှိနေတာလည်းဖြစ်ပါတယ်။မလကျန်းကျေးရွာဖက်ကထိုးစိတ်ဆန်နေတဲ့စစ်ကောက်စီစစ်ကြောဟာလက်ရှိမှာကလဘာနဲ့ဂိုတူကျေးရွာအနီးတစ်ဝိုက်ကိုထိုးဖောက်နေပြီးတော့ အမှတ်39ရေးတရန်ဒညာဥတည်ရေးတပ်ဌာနချုပ်ဖက်တော့ကနေထိုးစိတ်ဆန်နေတဲ့စစ်ကြောတွေနဲ့ရှိုက်ဆက်ဖို့ကြိုးပမ်းနေတာပါ။ကြောက်ဖြုံမြို့နယ်မှာတယောက်ကရင်းနှီးမြှောက်နှံထားတဲ့ရေနံနဲ့တဘာဝဓာတ်ငွေပိုက်လိုက်တွေအပြင်အဲ့ဒီစီမံကိန်းတွေနဲ့ဆက်ဆက်နေတဲ့အဆောင်တွေနဲ့ဆက်ယုံတယ်ရှိနေတာကြောင့်အရခတ်တက်တော် AA အတွက်တိုက်ပွဲတွေပို့ဆောင်ရမှာအကန့်အသတ်တွေကြုံရတာလည်းဖြစ်ပါတယ်။အာရခတ်တက်တော် A ဟာပြီးခဲ့တဲ့ဇူလိုင်လကစလို့အမှတ်30ရက်တရံအနည်းမှာရှိတဲ့ထိန်းချုပ်နေရာတချို့နဲ့ နှမ်းဖြစ်တော်ပြန်ရှင်မလာကျွန်းစတဲ့ကြေးရွာတွေကိုနောက်ဆုတ်ပေးခဲ့ရပါတယ်။ကြောက်ဖြူစစ်မျက်နှာမှာစစ်ကောက်စီဟာရေချောင်းကိုအဓိကအုံပြုပြီးတော့စစ်တမ်းပေါ်တွင်လည်းလက်နက်ခရမ်းတွေအပြင်စစ်တီအင်အားထောင်နဲ့ရှိဖြန့်ကျက်ထားတာကြောင့်အာရခတ်တက်တော် AA အနေနဲ့စစ်တမ်းပေါ်တွေကိုဖျက်တောက်ဖို့လိုအပ်နေတယ်လို့လည်းဒေသခံတွေကပြောဆိုနေကြပါတယ်။အရှင်ခဏလာကျော်ကြာမြင့်လာပြီးဖြစ်တဲ့ကြောက်ဖြူတိုက်ပွဲမှာစစ်ကောက်စီဘက်ကအင်အားထောက်ရှိဖြန့်ကျက်ကတိုင်ရန်ဌာနချုပ်စစ်မြေပြန်တို့မှဖြန့်ကျက်ထားပြီးတော့ အာရခတ်တက်တော်အေအထံမကြရှုံးစီရဲ့အတွက်အသေးအံကြောပန်းနေတာလေးဖြစ်ပါတယ်